ရန်ကုန်လူထုအနေနဲ့ဒီဟာဒီတင်ကားသားကိုယူပြီးတော့ကြတော့ဟိုတောက်ဦးဘက်ကပိုင်းပါတယ်ကိုတိုက်တီကဘလောက်ဒီခံလဲတော့ကြည့်ပြီး retro fit ပေါ့နော် ပြန်လဲပြင်စင် moment အနေနဲ့အရေးကြုံရင်လည်းဘလူထွက်ပြေးရမလဲဘလူကာဝဲရမလဲဆိုတော့အမြဲတမ်းလိလာထားတင်တယ်ဟိုမှာမီတာဈေးဘူးလိုမျိုးတွေအမြဲရှိရတာမျိုးတွေအရေးကြုံရင် gas ဦးတွေဒါသားလိုက်တွေကိုအပြန်ချဖို့စနစ်ဒေတာတွေကိုကျွန်တော်အမြဲတည်းစဉ်းစားပြင်ဆင်ထားတင်ပါတယ်ရန်ကုန်ဒီတောက်ထပ် target မဟုတ်ဘူးလို့ပြောနိုင်ဘူး နောက်တော့ကျွန်တော်အမြင်ရတယ်ထောက်ဘဝ30ရာလောက်ခဲ့တဲ့ခဏနေဒီတိုင်းပြည့်ရွေးဒီဘက်တောင်ဘက်ချမ်းနေဟာ130ကိုဒီကြိမ်တော့ဟိုခုနှစ်ကျော်တဲ့ခဏနေလှုပ်လို့ရှိရတယ်လို့တွေ့ထားရတယ်ပေါ့နော်တွေ့ထားရတဲ့အတွက်ကြောင့်ရန်ကုန်ဝါခု95နှစ်ရှိပါပြီအဲတော့95နှစ်ရှိလို့မလှုပ်ဘူးလို့မပြောလို့မရဘူး95နှစ်မှာလှုပ်ရင်ကမ္ဘာနာအမြင်ပဲပေါ့နော်130တင်း120မှာလှုပ်ရင်ကမ္ဘာနာပို့ဖို့ကြီးသွားမှာပေါ့နော်ဘာလို့တန်ရှင်ရဲ့သဘောကဒီကြာကြာတောက်ခံထားလိမ့်ပြီး ပြတ်သွားတဲ့ခါမှာကြာလီပေါ့နော်ဥပစ်တဲ့1930ခုအင်းဝငလင်းရဲ့နောက်ဆက်တွဲပြီးတဲ့2025ဟာ186နှစ်ရှိပြီပါဖြစ်ပါဒီကီလိုမီတာ100လောက်ရှိတဲ့အပိုင်းကပြတ်သွားတာဆိုတော့ပမာဏအမှန်ကြီးသွားတာလည်းမှန်တယ်အဲ့တော့ဒါပဲဒီတိပြောက်သဘောနဲ့အပြည့်ကြီးကြည့်ရင်ရန်ကုန်ကျွန်တော်ပို့ပြီးတော့သိပ်ကြည့်ပါတယ်ပိုလဲဖြစ်နိုင်တယ် ဆရာနောက်ဒီဒီမြင်းကလေးကဒီကျွန်တော်တို့ဒီအခုခွန်တက်တမခွန်လောက်ရှိတဲ့မက်ဂနီဂျူဆိုရင်ရဟိုရှေ့မှာလှုပ်ခဲ့ရတယ်ရှင်လို့ရှင်နှစ်ပေါင်းဘလောက်လောက်တွင်မှာအာကောင်းဆုံးလို့ပြောလို့ရမလဲဆရာနောက်တစ်ခုကဒီလူတွေဆုံးနေဒါအခုဆိုရင်တတိယမြောက်နေ့မှာကျွန်တော်တို့ထောင်ရှိပေါ့နော်ထောင်ကနန်းအထိအထောင်ကမှဟိုကျွန်တော်တို့တော်တော်လေးမြင့်လာတာမျိုးဖြစ်တော့ဒါသမိုင်းတစ်လျှောက်လုံးမှာမြင်းကလင်းကြောင့်မြန်မာပြည်မှာလူတွေဆုံးမှုအများဆုံးမြင်းကလင်းလို့ပြောရင်ရပါဆရာပြောလို့ရနိုင်ပါတယ်ဘာလို့လဲဆိုတော့ ဟို1962ခုနှစ်ကဒီရခိုင်ကမ်းခြေရာငလင်ပေါ့နော်တရားတော့တော်တော်ကြီးတယ်လို့လည်းဆိုတယ်ဟိုတည်ဆုံးမှုတွေများတယ်လို့ဆိုသူကစစ်ကောင်းလောက်ကြီးကိုရေလွှမ်းသွားတယ်ပေါ့သူကဆူနာမီပါပါခဲ့တယ်ပေါ့နော်ဒါပေမဲ့လူကြီးကအဲ့ချိန်တော့နေသေးတယ်ပေါ့နော်အဓိကလူကြီးပါပဲဟိုက1930ပဲကုန်းကလေးကြီးဆိုရင်ခွန်တသမ3ပဲရှိတယ်ဒါပေမဲ့သူ့မှာအဲ့တော့ကဆိုရင်ရန်ကုန်မှာလူ90လောက်ပေါ့ပဲကုန်းမှာလူ900လောက်တည်တယ်လို့ဆိုတယ်ပေါ့နော်ဒါအဲ့ဒီချိန်တော့ ဘူးကလောက်တည်တယ်ဆိုစဉ်းစားကြည့်ပေါ့နော်ခွန်တသမ3နဲ့အခုကျတော့ခွန်တသမ9လည်းဖြစ်နေတယ်နိုင်ငံရဲ့လူဦးရေအားတော့က30တော့ကလူဦးရေ18တန်းလောက်ပဲရှိရတယ်ထင်တယ်အခုက90ကျော်ဖြစ်နေပြီဆိုတဲ့အခါမှာတော့ဒေပြောက်ကပူပူကြီးများလာတယ်အခုကြည့်အတိုင်းကတော့အများဆုံးငနေလို့လည်းပြောနိုင်တယ်ပေါ့ထောက်ကစနစ်ကတုတ်ခဲ့တဲ့ငလေကြီးဆိုရင်လည်းသူကဒီလူဦးရေနေတဲ့အပိုင်းပေါ့နော်ရက်ဆောင်နဲ့ပြုံးလွယ်နဲ့ကြားမှာလုတ်ခဲ့တဲ့အခါကျတော့သူက အဲ့မှာတဲနေပဲနေကြတဲ့ခါကျတော့တုံတောင်နဲ့ဒီပျောက်ကနေခဲ့ပါလေဟိုပြီးပြုံးတွဲမှာနေပြားရှိတယ်လို့ကြားရတယ်ဟိုတော်တော်လေးကြီးမားပြီးတော့ကျတော့အင်ဒိုနီးရှားလောက်ထိတော့တီကြားခံစားရတယ်လို့ဆိုပေမဲ့လည်းဒီပျောက်ကတရင်သိပ်မရပါဘူးသိပ်မရှိတော့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပြောရရင်တပိုင်းမှာငလင်နဲ့ပြောရင်ဘကုငလင်ကဒီပျောက်အများဆုံးလို့ပြောလို့ရတယ်တော့က30ရပါပေါ့နော်ခု2025ဆိုတော့65နှစ်အကြာမှာလုပ်တဲ့ဒီငလင်ကတော့ တိုက်ပြီးပြီးတော့လည်းတိုက်တွေရတယ်တိုးတက်ဖွံ့ဖြိုးတိုးတက်နေပြီအမြင့်စောက်အမြင့်နေရတယ်အများကြီးရှိနေပြီအဲ့ဒီချိန်မှာဒီလိုမျိုးပြိုလဲတာတွေပျက်စီးတာတွေဖြစ်တဲ့ခါကျတော့အများကြီးလည်းတည်နိုင်ပါတယ်အခုကြည့်တည်ရတဲ့စင်းရင်စရားတွေကျွန်တော်တို့အမြင်ရတော့ဟိုတရားစင်းရောက်ကောက်တဲ့မက်ကနီဇမ်လည်းမကောင်းဘူးလုံနေတဲ့လူတွေကလည်းတိုးတိုးလတ်လတ်စင်းကောက်ခွင့်လည်းရှိတာမို့တဲ့ခါကျတော့ကျွန်တော်တို့အမြင်တော့အခုပြောနေတာတွေတဲ့ဟိုတက်ကိုအနည်းဆုံး၅ဆလောက်တော့များနိုင်တယ်လို့ထင်တယ်ပေါ့တောင်ကနန်းတိကျော်ဒီရှိနိုင်တယ်လို့ပဲမြင်ပါတယ် โอเคဆရာနောက်ခုကျွန်တော်ဒီမြင်းကလင်းလိုပြီးတတိယမြောက်နေ့ဖြစ်လာတဲ့ခါပေါ့နော်ကေစီကြီးကတော့လုတ်တယ်ပေါ့တချို့မျိုးတွေဆိုကျွန်တော်တို့သတင်းတွေရတော့ကေစီကြီးကဘာမှမလုံနိုင်တာမျိုးလည်းတွေ့ရတယ်ဒါပေမဲ့နိုင်တဲ့လောက်ကလေးနေပဲရှိနေတဲ့ပြည်သူတွေကနေပြီးတော့ပဲကိုနိုင်တဲ့လောက်လေးရှိတဲ့ကျွန်တော်ခရီးယာလေးတွေနဲ့ကေစီကြီးလုံနေကြရတယ်ပေါ့နော်ဆရာဒါပေမဲ့နောက်ဆက်တွေ့တွေကလည်းကိုကတောက်လျှောက်အဲ့လိုမျိုးတောက်လျှောက်လေးဖြည်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 းလုံတာမျိုးဖြစ်တော့ဒီကေစီလုံနေတဲ့ပြည်သူတွေကိုရောဆရာဒီဘာများအကြံပြုခြင်းလဲဆရာအနေနဲ့ ကဲသေးလို့ကိုတော့ပရမအုံးဆုံးကတော့ကျွန်တော်တို့လေးညာဘုရားသတိပေးလို့ပေါ့နော်ကဲသေးတဲ့သူဒီခုအန်ဒီရကင်းဘုရားပို့အရေးကြီးပါတယ်အဲ့ဒီခါကျတော့ကိုတိုင်းလည်းလိုအပ်တဲ့ safety equipment တွေပေါ့နော် helmet တွေစောင့်ထားတဲ့နဲ့အပိုင်းအစတွေကပြုတ်ပြီးကောင်းပေါ်ကြနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီရောင်ရံပြားတွေပေါ့နော်ကိုကာကွယ်တဲ့အားတွေလည်းလုပ်ထားတဲ့နဲ့လက်အိတ်ဆိုရင်လည်းဟာဒီကျွန်တော်တို့ဟိုဟိုဒီအကြမ်းအကင်တဲ့လက်အိတ်တွေရှိပါတယ်ဒါတွေလည်းကင်တဲ့နဲ့ပေါ့နော် အဲ့တော့အများအားသတိထားတင်နေပေါ့နော်အဲကြောင်းတစ်ခုကိုကြည့်လိုက်တိုင်းတစ်ခုတည်းနဲ့မစင်စားရင်တခြားနောက်မှာဘာတွေရှိနိုင်နေလဲဆိုတာဆက်ပြီးစဉ်းစားပြီးတော့မှကဲတဲ့အလုပ်ကိုတခြားလုပ်တက်ပါတယ်ဟိုဆိုလိုတာကိုကကဲပြီးတော့မှအပြင်မရောက်ခင်မှာကဲတဲ့လူရောကဲခိုင်းတဲ့သူရောအကုန်လုံးထိခိုက်ဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေလည်းရှိတတ်တဲ့ခါကျတော့သတိကြည့်ကြည့်ထားပြီးတော့ကူရကဲရမှာပေါ့နော်အဲ့တော့ပြည်သူကတော့ပြည်သူပြည်သူပါတို့ပါငါတို့ပါငါတို့ပဲရှိရတဲ့စကားတိုင်းပဲပြည်သူကတော့ ကူညီကြပါကြေစေကြပါပဲအမှန်ပဲမနေ့ကတနေ့ကဆိုတော့တချို့ဗီဒီယိုလေးတွေမြင်ရတာမှန်တာပါလေအားရပါတယ်ပြည်သူတွေကူနေကြတာတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဒီလောက်ပြေဆိုထားတဲ့ကြားထဲကနေရအောင်ကူနေခဲ့နေတာကိုလည်းမြင်ရတာတော့ဟိုစိတ်ချမ်းသာပါတယ်အဲ့တော့သူတို့သတိထားတင်တာတော့အဲ့ဒါပါပဲထပ်ပြီးတော့ပြုကြလက်စီတိုင်းတာရှိသေးတော့ကိုကိုကိုတော့လုံယုံအောင်ဘေးကင်းအောင်တတ်နိုင်ဆုံးကြိုးစားပြီးတော့ခဲ့ကြပါလို့ပြောချင်တယ်နောက်တစ်ခါဆယ်ရန်တရားတွေပေါ့နော်အဲ့ဒီဘက်ကိုလည်းကျွန်တော်တို့ပြောချင်တယ်ဘာလဲဆိုတော့ ဟိုကျွန်တော်ကလေးလုတ်တဲ့ချိန်မှာဆေးရန်တရားဆိုတာကလေးလုတ်ရင်ကိုဝူထားတဲ့ဆေးရန်တရားဆိုတာဘယ်နိုင်ငံမှမမထားပါဘူးဒါပေမဲ့ဒါကို inventory ပေါ့နော် list လုတ်ထားရတယ်မန္တလေးဆိုရင်ပွင့်နေမှရှိပါတယ်ခိကိုရှိရမယ်ပေါ့နော်ကျွန်တော်တို့လုံခဲ့တဲ့ဆယ်နှစ်ကျော်မှာလုတ်ခဲ့တဲ့စနစ်တွေမှာလူသားစာနာမှာရောဒီအတွက်ရေးဖို့တော်ပြီး company တွေမှာရောဘယ် company မှာကားဗတ်စင်းရှိတယ်စောက်လူရင်းမှာဘယ်တစ်ခုအစင်ပြောင်းမှာဘယ်တစ်ခုပေါ့နော် credit ဘယ်တစ်ခုဆိုတာတွေစီးရင်လုတ်ထားရတယ် ရေးကြုံလာတဲ့ဓာတ်တွေကိုထုတ်သုံးရတယ်ပေါ့နော်အကုန်လုံးငားသုံးရတယ်ယူပြီးသုံးရပါတယ်အခုတော့ဘယ်နေရာမှာရောက်နေမှာမသိဘူးပုံတိကလုပ်ငန်းချင်းတယောက်ကဒါထပြီးတော့ပေးဆိုမှာတင်တာတွေ့တယ်သူကုတိုင်ပါလို့ပြောတယ်ပေါ့နော်သူတယောက်တည်းဘယ်လောက်ကုတိုင်ပါလဲပေါ့နော်လောက်ကြီးမားတဲ့အပျက်စီကိုဒီလိုဆေးရန်ရန်တရားကြီးတွေနဲ့ကဲထုတ်ပါတာလင်ဘေးကလွတ်ပါဆိုတဲ့အခါကျတော့အခုကျွန်တော်တို့မြင်နေရတာပြည်သူကပြည်သူပဲကိုယ့်လက်တဲ့ခြေနဲ့ကုနေရတဲ့ဘဝရောက်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ဟိုအားလုံးကျေးဇူးလက်တင်တယ်ဝမ်းလဲတာတယ်သူတို့တွေလုပ်နေရတာကိုဒီလည်းလေးစားပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးကနေကင်းချင်းကိုလည်းကုဆိုင်ကြဖို့တော့ပြောချင်တယ်အာတစ်ချိန်တည်းမှာဆရာဒီတဘောဘေးဟောမြင်လင်းနဲ့ပတ်သက်ပြီးတော့ဘာမှပြင်ဆင်မှုမလုပ်ခဲ့ပြင်မယ်ပေါ့နော် စစ်ကောင်စီကအာဒါလည်းဂျုံနဲ့ဂျုံလာတဲ့အခါမှာကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်အဓိကသူတို့အာသိမ်းပြီးခဲ့တဲ့လူချင်းတော်ကနိုင်ငံတကာကနေပြီးတော့ဒီအတိမတ်ပြမှု legitimacy ရဖို့အတွက်ဆောင်မျိုးဖြစ်တော့အခုဟာကိုတည်ပြီးတော့ပေါ့နော်ဟို for show လုပ်နေတာမျိုးတွေကျွန်တော်တို့မြင်ရပါတယ် အဲ့အဲ့အနေထားပုံမအောင်ပေါ့နော်ဆရာဟိုချုပ်တင်ကောင်းဝေးကြတော့ဘာမှမလုပ်ခဲ့ပဲနဲ့တကယ်ဖြစ်လာကြမှာနိုင်ငံရေးကအသုံးချဖို့လုပ်နေပုံမှာဆရာရဲ့ထင်မြင်ချက်ကလေးလက်ချက်ဟိုဟုတ်ပြီဟုတ်ပါတယ်သူကတော့ခွင့်လန်းကောင်းရပြီလို့သဘောထားပြီဆိုသူရအောင်တော့စူးစမ်းပါပဲပေါ့နော်ဒါပေမဲ့ဒီအောက်တန်းကြတဲ့စိတ်နဲ့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်သူဒီဘယ်တော့မှဒီဘလူးကောင်းကပေါ်မှာပဲပေါ့နော်သူတို့လှုပ်တာတွေမဟုတ်တာလှုပ်တာတွေဆိုတော့လည်းပေါ်နေမှာပဲဆိုတော့သူ့ legitimacy က ရတယ်လို့လို့ ਨੇ ပြန်ပြီးတော့ကြာတော့အောင်ပါပဲဗောနော်သူကတော့ဒီတယောက်တော့ဒီနေရာမှာအားကိုရတယ်ဆိုတကယ်လဲလုံကြည်ရောပေါင်းလို့ပေါင်းလို့မရမှန်းသိလာတဲ့အခါမှာနိုင်ငံတကာအမြင်မှာလည်းပေါ်လွင်လာမှာပဲဗောသူပြင်တော့2008ဘုံတိုင်းတော့အောင်မှာဒီအာဟာရထုတ်တဲ့စီးပြားတွေပြဖြစ်တဲ့တွေဒါတွေကိုယူသွားတာတွေအဲ့ဒါပြည်သူတွေရဲ့သူများနိုင်ငံတကာအကူအညီတွေဟိုမှာသူတို့ကိုယ်စလို့လို့စာရွက်ကပ်ပြီးတော့ပြတာတွေဟာတော့တော့ပေါ်တာပဲဗောနော်အဲ့တော့အောင်ပေါ်တယ်ဗောအဲ့တော့ဘလောက်တော့ပဲရှိသေးတယ်ဗောအင်တာနက်မှာတော့မှာအခုလိုမျိုးလူမှုကွန်ရက်တွေအားကောင်းပြီးတော့ မီဒီယာတွေကလည်းအမှန်တန်တွက်လက်နေတဲ့အချိန်မှာတော့ဟိုသူတို့ဘယ်လိုပဲလုပ်လို့မဟုတ်တဲ့အကျင့်ကအများတန်းရှိနေတဲ့အတွက်ကြောင့်ပေါ်မှာပဲလို့ပဲကျွန်တော်တို့မြင်တယ်သူတို့ legitimacy ကအခုဆိုရင်လည်းနိုင်ငံတကာကအကူအညီမယ်လို့ပြောနေကြတာကတကယ်တကယ်သူတို့လက်ထဲကိုဘယ်သူမှငွေထည့်ဖို့မစင်စားပါဘူးတရုတ်တို့အိန္ဒိယတို့လိုနိုင်ငံတွေတောင်မှသူတို့လက်ထဲကိုပတ်စံထည့်ပြီးတော့ကူဖို့ဖို့ပဲနဲ့တက်ဆိုင်ရာတကယ်ဟိုနိုင်ငံတကာဒီထောက်ပံ့ရေးအဖွဲ့အစည်းတွေကိုပဲတဆင့်ပြည်သူတွေကတဆင့်ပဲပြည်သူအဖွဲ့အစည်းတွေကတဆင့်ပဲ ကိုပဲတို့တော့ယုံကြည်ပါတယ်အဲ့တော့ကျတော့ तू ကတော့နိုင်ငံရေးရာရိုးနဲ့ဒီဟာကိုသူပုံလေဝင်လို့ရတယ်ဆိုတော့ပုံစံမျိုးတော့သူကြိုးစားมาပဲဒါပေမဲ့ကျွန်တော်တို့တော့အဲ့လောက်ကြီးစိတ်မပူပန်မိဘူးပေါ့နော်သူတို့ရတာတဲ့နေပြန်ပြီးရတာသူပုံများမယ်လို့ပဲကျွန်တော်မြင်ပါတယ်โอเคဆရာကျေးဇူးပါဆရာနောက်ပညာရှင်အနေနဲ့ဆိုရင်ဆရာဒီကျွန်တော်တို့ပြည်သူတွေအောင်မွေးရလို့ပြီးတော့ဝင်ပြီဆိုရင်ဒီငလင်ပြီးလေးပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဆရာစကိုင်းပြည့်ရနေပတ်သက်လို့ရှင်ဆရာပါရင်ကျုံအရင်ဆုံး လုပ်ရှင်နေစရာဟုတ်ပါတယ်အဓိကတော့ဟိုစကိုင်းဖယ်ရီလုပ်နေတာကိုကွန်ကရစ်နဲ့ပိတ်လို့ရတာမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်ပိုတိအောင်လုပ်ရမယ်အခုတနေ့တခြားနဲ့ကျွန်တော်လုပ်ခဲ့တဲ့2004လောက်ကတောင်းနေကြီးကလေးကနေစပြီးကျွန်တော်တို့ကြိုးစားခဲ့ကြတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့လည်းပညာတွေပိုပြီးစီးဘူးနိုင်လာတယ်ပညာရှင်တွေမွေးထုတ်လိုက်တာဆိုရင်ဒီကျွန်တော်တို့ဒီဘက်ကာလာထဲမှာကျွန်တော်တို့တပည့်တွေပေါ့မျိုးဆက်တစ်တီအား PhD တွေဒေါက်တာတွေ professor တွေဖြစ်ကုန်ကြပြီပေါ့နော် နိုင်ငံတကာနဲ့တောင်းဝင်ပြီးတော့ကမ္ဘာမှာအမြင့်ဆုံးဟိုဒီငလင်နဲ့ပတ်သက်တဲ့ဒီပညာတွေလည်းလေ့လာခဲ့ကြတဲ့အခါကျတော့ဒီစကိုင်းပြည့်ယူကိုလည်းကျွန်တော်ဆက်လေ့လာခဲ့ကြတာတော်တော်လေးရှိအောင်နေပြီဆက်လည်းကြောင်းအောင်လုပ်သွားနိုင်မယ်လို့လည်းယုံကြည်တဲ့ဟိုအဲ့ကြတော့ပုံမြန်လာမှာပေါ့နော်ရှင်တော့ကမန္တမဟိုတချို့အရာတွေကစာရေးစာပြေပုံဝင်ဖတ်ဘူးပြီးတော့မလုပ်နိုင်တာတွေကကိုယ်ကျွန်တော်တို့မျိုးဆက်တစ်တွေကလုပ်နိုင်နေပြီပေါ့နော်တိုင်းသွားတဲ့ဆက်တွေတိုင်းထွားပြီးတော့လုပ်နိုင်နေရတဲ့ရေဒီယိုကာဝန်တိတ်တင်တွေတိတ်တင်မျိုးမျိုးနဲ့ တိုင်းတာပြီးတော့ခုဒါကလည်းဒီနေရာကတော့လုံမယ်ဆိုတော့ကျွန်တော်တို့လုံခဲ့တဲ့အဲဘယ်လောက်ကြည့်မလဲ9နှစ်လောက်ကထင်တယ်ဟိုဒီအရောစာတန်းနေထုတ်ပြီးတော့ပြောလဲပြောခဲ့ဝေဒါလည်းရှိတယ်ပေါ့နော်လုံနိုင်တာပေါ့အဲသူတွေတာတွေတိုးချဲ့လုလာရင်ဒူးဒူးဒီပို့ပြီးတော့အတက်ပီအန်နေရန်နေတက်တာလာမယ်အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းမှာဒီတုံငန်းအတွက်ကိုတရားခိုင်နှုန်းတော့မှကုန်ကြကြကုန်ကြခံကြမလို့ပါဘူးအဲ့လောက်ဝေကိုတုံးရင်တော့မှကျွန်တော်ပညာရှင်အင်အားနဲ့ဆိုရင် ခုနပြောတဲ့အဆောက်အုံတွေထိန်းသိမ်းကောက်စောင့်ကြောက်ဖို့တွေအရေးကြုံလာရင်ကာကွယ်ကူညီဖို့တွေဒီလုပ်လို့ရပါတယ်ဖြစ်တယ်ဖြစ်နိုင်တယ်လို့လည်းယုံကြည်တယ်အဲ့တော့လွတ်လပ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ဆက်လုပ်ကြတော့ပေါ့နော်စကိုင်းပြည်ပြီးအခုလဲကျွန်တော်တို့တပ်ပုံရရမြအချက်လက်ထောက်ထားတွေစုပြီးတော့ကားရပညာရှင်အဖွဲ့အစည်းတွေကျွန်တော်နဲ့လည်းဆက်သွယ်ရှိပါတယ်သူတို့လည်းလုပ်နေကြတယ်ဒါနိုင်ငံရေးရောင်းသေးမပါပဲနဲ့ရရမြသူတွေနာအချက်လက်ကိုသူတို့ကောက်ယူပြီးတော့ဖြစ်လာတဲ့ဒီ ကနေတစ်ခုမှာ strike save ပေါ်မှာဖြစ်တဲ့ rupture စီပေါ့နော်ပြည့်ရွေးပြသွားမှုတွေကိုတိုက်တာတယ်ဘလောက်ထိဟိုအနာကဘလောက်ဘလောက်ချစ်ခဲ့တယ်ဆိုတဲ့အရာတွေပေါ်မှာလေ့လာတယ်စာတမ်းတွေရေးကြမယ်ပေါ့နော်ဒါတွေကိုစောက်ဦးစောက်တဲ့ engineer တွေစီကိုဒီသူတို့ရဲ့ structure တဲ့ design တွေ plan တွေနောက် infrastructure plan တွေလုပ်တဲ့ခါမှာဒါအသုံးဝင်လာပြီပေါ့နော်အခုကျွန်တော်တို့မိရှုခံရတဲ့အိမ်တွေကိုတောင်းမှကျွန်တော်တို့ကမတောင်းချီမှာပြန်ဆောက်ပေးဖို့အတွက်ကိုကျွန်တော်တို့ဘက်က ဒီ architecture စီ design နေနဲ့ planner စီနဲ့ကျွန်တော်စီစဉ်ပြီးတော့အိမ်ကြီး model တွေရစကျွန်တော်ဆွဲထားပြီးသားလည်းရှိတယ်ပေါ့နော်အဲ့တော့အခုလည်းဒီတိုင်းပါပဲဒီငလင်ကြီးထုတ်တဲ့ဓာတ်တွေကိုလည်းကျွန်တော်ဒီလိုပုံစံနဲ့ပြန်ဆောက်နိုင်အောင်ဆိုတာလည်းကျွန်တော်ဘက်ကစဉ်းစားတက်လည်းရှိတယ်စဉ်းစားခဲ့ပြီးသားအချက်လက်တွေလည်းရှိပါတယ်အဲ့တော့ဝိုင်းပြီးတော့ကုနိုင်ပဲလည်းပြောကြည့်ပါတယ်မန္တလေးကကျွန်တော်တို့ဒီပတင်ကြီးကို7.7ဆိုတာကြီးကျွန်တော်တို့မထင်မထင်ဟာကြီးတဲ့မြဝါထီတွေ့ရပါတယ် ဆိုတော့ကျွန်တော်တို့ကတော့မိမိကမန္တလေးအတွက်ပါစိုးရင်လည်းရန်ကုန်အတွက်ပါစိုးရင်လည်းပေါ့မမြင်ရသေးဘဲနဲ့ကျွန်တော်တို့ကဟိုစိုးရင်ချက်တီကိုမေးကြတာပေါ့ဆရာတို့ကလည်းတောင်းဟိုတတိပေးကြတာပေါ့ဆိုတော့အခုမန္တလေးမှာကျောင်းမှာလေးလေးကွက်ကွက်နဲ့တွေးတန်ရဲနဲ့တွေ့နေရပြီရန်ကုန်လူလူဆရာတီးတဲ့ပါရီပြင်စင်ထားဖို့လုံလဲပေါ့ဆရာဟုတ်ပါတယ်ဟိုရန်ကုန်က1930မှာဒီဖြစ်တဲ့ဘကိုးငလင်လို့လူတီများတာပေါ့เนาะတကယ်တော့သူက ဒီဘကိုးရဲ့တောင်းပဲပေါ့နော်သုံးကွာနဲ့ဘကိုးနဲ့ကြားမှာကြည့်တဲ့အစိတ်ပိုင်းကပြတ်သွားတယ်လို့ကြောင့်ဖြစ်တာပေါ့နော်အဲ့ဖြစ်တဲ့အခါမှာအဲ့တော့ရန်ကုန်မြို့ပြမြို့ဆိုတာဒီဒီဒီအရှိဘက်ကိုဟိုဒီပစွန်တော်ချောင်းပေါ့နော်ငွေကြီးချောင်းနဲ့နောက်ဘက်မှာကလှိုင်းမြစ်ပေါ့ဒါပဲရှိတာပေါ့နော်ရောက်ဘက်မှာဆိုရင်လည်းသူတို့ကကိုကိုင်းလောက်ပဲရှိတဲ့မြို့ပေါ့နော်အဲ့ချိန်တော့အဲ့ချိန်မှာတောင်မှလူ90လောက်တည်တယ်အတွင်းဝင်ရုံရဲ့ဝင်းကြီးများရုံပေါ့နော်ဘောင်းမိုးပြုတ်ကြပြီးတော့ကျတော့ဖြစ်ခဲ့ရတာရှိတယ်ပေါ့နော်အဲ့တော့ရန်ကုန်မှာ အခုဆိုရင်လူကြီးက7တန်းလောက်နေရှိနေပြီအဲဂျူပြိုပြလူကြီးကမြို့ရဲ့အပြေဝင်ရလဲစကိုင်းဖို့စကိုင်းပြည့်ပြီပေါ့နားလောက်ဒီတော့ရောက်နေပေါ့နော်တကုန်းချစ်တကုန်းစိတ်ကန်းတကုန်းရှိဆိုရင်တတော်ကိုကတ်သွားပြီပေါ့နော်အဲ့လောက်ဒီတဲ့ဖြစ်နေပြီနောက်တစ်ခါမြို့ပြကလည်းခုနပြောတဲ့အလေကောင်းဖြစ်တဲ့ဂျူဟူတိုင်းနဲ့ဒီတောင်တန်းနေပေါ်မှာပဲမဟုတ်တော့ပဲနဲ့ဒီကြီးလွမ်းလွင်ပြင်းနေဖြစ်တဲ့ဘေးပတ်ပတ်လေးလေးဒီပေါ့နော်ဒီမှာလဲတော်ရုပ်ကိုကြည်ပြပြပြနဲ့ဖြစ်ပြီးတော့အဲ့ဒီနေရာတွေမှာပါထပ်မြင့်စောင်းနေရတယ်ဖြစ်နေပြီပေါ့နော် ရေလွှဲလွင်မြေဆိုတာထုံးစားပါပဲကလေးတကူလှုပ်ပြီဆိုရင်ကုံတောင်ကုန်းပေါ်မှာရှိတဲ့ထိုင်ကနေအောက်ဝူကြီးကအောက်ခံကြောင်းနဲ့တွဲထားတာဆိုတော့တိတ်ပတိပဲနဲ့ခုနပြောတဲ့ရေလိုက်နေရှိတဲ့နေရာတွေကပို့ပြီးတော့ထိတာတိတာစီတယ်ပေါ့နော်နမူနာပြောရရင်အခုဆိုရင်ပဲခုကနေကြီးမှာဘာမှမဆိုင်တဲ့အဝေးကြီးမှာရှိနေတဲ့ဒီအင်းလေးကမှအများကြီးထိခိုက်တယ်ပေါ့နော်ဘောင်ကြီးဆိုတာဘောင်ပင်ခတ်တတ်တဲ့အမျိုးဖြစ်တဲ့ခါကျထိခိုက်တယ်ကာမြေပင်တွေတောင်မှနေနေတဲ့နေဆင်းနေတဲ့ဘန်ကောက်မြို့ကသွားပြီးတော့ထိခိုက်တယ်ပေါ့နော် အဲ့ဒီကကြတော့ရန်ကုန်မှာလည်းပတ်ပတ်လည်းမှာရှိတဲ့ဒီမြေတခုရဲ့ကန်းသားတွေမှာရှိတဲ့မြို့ပြတွေနေနေအထူးသတိထားတဲ့နဲ့အထူးဖြစ်တော့ကျွန်တော်ဘက်ကအမြဲတမ်းပြောနေရတဲ့စိတ်ပူလာတော့တော့1988နဲ့2000နဲ့ကြားမှာဖြစ်တဲ့ကာလပေါ့နော်အဲ့တော့စီမေကမ်းမဲနဲ့အဆောက်အအုံများစွာဆောက်ခဲ့ကြတယ် contract တိုက်တွေပေါ့နော်ဟောင်ကောင်တိုက်လို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒါဒီဆောက်ခဲ့တဲ့အချိန်မှာ quality မမီတဲ့အရာတွေတုံးကြတယ်တန်ကြောင်းကအစပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့အခါကျတော့အဲ့ဒီတိုက်တွေရှိတဲ့ နေရာတွေကိုတော်တော်ကိုစိတ်ပူပါတယ်။ဟိုတတိယထားတဲ့နေပေါ့နော်။ဒီရန်ကုန်လိုနေရာမှာ6တသမငါ6တသမ9လောက်လှုပ်ရင်တော့မှအများကြီးတည်ပြောင်းနိုင်တယ်။ဟိုဘန်ဒလီရဲ့ tattoos ကိုကျွန်တော်တို့မတိရသေးဘူး။ဒါပေမဲ့လည်းဘန်ဒလီရဲ့ပုံများနိုင်တယ်တော့ကျွန်တော်ကမြင်တယ်ပေါ့နော်။ခွန်တသမခွန်အထိမလို့ဘူးပေါ့နော်။ရန်ကုန်ကတော့အဲ့လောက်ထိပြင်းပြထန်တာမလုပ်နိုင်ဘူးတော့ခွန်တသမ3လောက်ဆိုတာလည်းနေတဲ့အင်အားတော့မဟုတ်ဘူး။သူလည်းသူလည်းနှုတ်ယူပုံမလုံးဟို800လောက် ခွေးလောက်တော့ပြင်းထန်တာပဲပေါ့နော်အဲ့တော့နေတဲ့အင်အားတော့မဟုတ်ပေါ့အဲ့လောက်အင်အားနဲ့ဒါလုပ်ရင်ကျွန်တော်ရန်ကုန်ဒီခန့်နိုင်အများကြီးနေပါတယ်ခန့်ဖြစ်ပျက်စီးဖြစ်နိုင်နေအများကြီးလည်းများတယ်ပေါ့နော်ရန်ကုန်မှာတူအပန်းလေးပါတူချင်းတူချင်းနေရဲ့ဒီအိမ်ကြီးကချမ်းသာတဲ့အတူတည်းအိမ်ကြီးမြင့်တာမြင့်တယ်အိမ်နာအထက်တာမြင့်တယ်သူကအဲ့လိုနေကြရပြီးတော့မန္တလေးရန်ကုန်ရဲ့တူနေမှုကြအဲ့လိုမဟုတ်ဘူးပေါ့နော်ရက်ွက်တီတီတီအေရီယာတီတီတီတို့ကလည်းမှာသူဥယျာအများကြီးဟာတိုက်မြင့်နေနဲ့စုပြီးနေကြတဲ့အခါကျတော့ ကိုဒရိုက်ကမပြူရင်တော့ဘေးတိုက်ကိုတွားပြီးတော့ဟိုဘေးတိုက်ရဲ့ impact ကကိုလာမှာပေါ့နော်အဲ့တော့ကျတော့တော်တော်သတိကြီးစွာထားတဲ့ရန်ကုန်လူထုအနေနဲ့ဒီဟာဒီတင်ကန်းသားကိုယူပြီးတော့ကျတော့ဟိုအဆောက်ဦးဘက်ကပိုင်းပါတယ်ကိုတိုက်တီးကဘလောက်ဒီခံလဲတော့ကြည့်ပြီး retrofit ပေါ့နော်ပြန်လဲပြည့်စင် moment အနေနဲ့အရေးကြုံရင်လည်းဘလို့ထွက်ပြေးရမလဲဘလို့ကာဝေးရမလဲဆိုတော့အမြဲတမ်းလေ့လာထားတဲ့ဟိုမှာမီတာဈေးဘူးလိုမျိုးတွေအမြဲရှိရတာမျိုးတွေအရေးကြုံရင် gas ဦးတွေ data line တွေကိုအမြန်ချဖို့ စနစ်ဒေတာတွေကိုကျွန်တော်အမြဲတမ်းစဲသားပြင်ဆင်ထားတည်ပါတယ်ရန်ကုန်ဒီနောက်ထပ် target မဟုတ်ဘူးလို့ပြောနိုင်ဘူးနောက်ထပ်ကျွန်တော်အမြင်ရတယ်1930ရာလောက်ခဲ့တဲ့ငနေဒီဒကိုင်းပြည့်ရွေးဒီဘက်တောင်ဘက်ချမ်းနေရာ130ကိုတကြိမ်လောက်ကိုခုနှစ်ကျော်တဲ့ငနေနေလှုပ်လေးရှိတယ်လို့တွေ့ထားရတယ်ပေါ့နော်တွေ့ထားရတဲ့အတွက်ကြောင့်ရန်ကုန်ကခု95နှစ်ရှိပါပြီအဲ့တော့95နှစ်ရှိလို့မလှုပ်ဘူးလို့မပြောလို့မရဘူး95နှစ်မှာလှုပ်ရင်ပမာဏငယ်ပဲပေါ့နော် နှစ်130အသင်း120မှာလှုပ်ရင်ဒဝါနာပို့ဖို့ကြီးသွားမှာပေါ့နော်ဘာလို့တန်ရှင်ရဲ့သဘောကဒီကြာကြာတောက်ခံထားလေးတွေပြတ်သွားတဲ့ခါမှာကြာလေပေါ့နော်အခုဖြစ်တဲ့1839အင်းဝငလင်ရဲ့နောက်ဆက်တွဲဖြစ်တဲ့2025ဟာ186နှစ်ရှိပြီပါဖြစ်ပါဒီကီလိုမီတာ100လောက်ရှိတဲ့အပိုင်းကပြတ်သွားတာဆိုတော့ပမာဏအမှန်ကြီးသွားတာလည်းပန်းတယ်အဲ့တော့ဒါပဲလူဒီပြောက်သဘောနဲ့အပျက်စီးကြည့်ရင်ရန်ကုန်ကိုကျွန်တော်ပို့ပြီးတော့စိတ်ပူပါတယ်ပို့လဲဖြစ်နိုင်တယ်ဘန်တရီကတိုက်တည်သည် တကယ်တမ်းဆိုရင်တော်တော်ကောင်းအောင်စောက်ထားတဲ့အားတွေကများပါတယ်ဒါတော့မှဒီလိုမျိုးတွေ့ရတယ်တွေ့ရမှာတော့တည်ထားပြီးမှတပ်ပုတ်နေမှာကြီးလိုက်ရင်တိုက်တိုက်ကအကုန်လုံးပြူကျသွားပြီးတော့ကြိုင်လဲသွားပြီးတော့တိုက်တိုက်ကအကောင်းတိုင်းကျန်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ငကလေးကလူအတက်တာမဟုတ်ဘူးလူဒီစောက်တဲ့အဆောက်ကပဲလူကိုတတ်တယ်ဆိုတဲ့အတိုင်းပဲစောက်တဲ့အဆောက်ကကောင်းရင်ခံနိုင်ရည်ရှိကြတာများပြီးတော့မကောင်းရင်ပိုပြီးထိခိုက်ပျက်စီးမှုများတယ်ဆိုတာသိထားဖို့လိုပါတယ်အဲ့တော့ရောက်ဒူးဒူးအနေနဲ့တော့ဒီ ကျွန်တော်တို့တောကြောက်ပညာပေးခဲ့တဲ့အားဒီလူမှုကွန်ရက်နဲ့တကွာအားလုံးမှဒါရေးထားတဲ့ပြုစုထားတာတွေလေးလာဖတ်ကြည့်ပြီးတော့ကျတော့ဒါကိုစင်ကျင်နိုင်ကြဖို့တော့ကျွန်တော်ကြိုပြီးတတိပေးချင်ပါတယ်။ဩโอเคโอเคဆရာမန္တလေး7.7လောက်ခဲ့ပြီ။ရန်ကုန်ပဲခူးငစီကဒီသူ့ရဲ့နှစ်ကာလအပိုင်းခြားတစ်ခုဒီဒီပဲနှစ်ဒီမှာပေါ့ဆရာအခုပေါ့ဆရာပြောရင်ခွန်အကျော်လှုပ်ခဲ့ပြီဆိုရင် ဆရာဂျန်ဘုံကလေဆင်းခံရမှာဆရာလေဆင်းခံရဘူးကြီးကျွန်တော်တို့ဘာလို့ဘာလို့ရအောင်လဲဆရာခုနကပြောတဲ့အတိုင်းပါပဲဟိုဒီလိုမျိုးဖြစ်တာအခုလက်တလောကိုအနည်းဆုံးနမူနာကိုမြင်လဲမြင်နေရပြီပေါ့နော်ဘုရားကုံဒီမန္တလေးတဲ့ပို့ပြီးတော့လူနေမှုကလည်းစိတ်လိုအဆောက်အုံဆောက်မှုကလည်းပို့ပြီးတော့စီကံမေ့ခဲ့တာတွေရှိခဲ့တဲ့ကာလတွေရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့အမှန်တန်ကြောက်ဖို့ကောင်းပါတယ်ဟိုရှင်းပြောရရင်ဒီမန္တလေးမှာမန္တလေးဒီကလေးမှာတောင်းကလန်းတာ တည်ဆောင်းအောင်မယ်ဆိုရင်ရန်ကုန်ကအသိကဏ္ဍဖြစ်ပါပဲဒါကျွန်တော်ကပြောရင်တော့ပါဇက်ပုတ်နဲ့ပြောရလို့ပြောမယ်ဒါပေမဲ့တကယ်လက်တွေ့အမှန်အတိုင်းပဲဘောတော့ပြောတဲ့စကားတွေကအမှန်ပြောရင်စိတ်နာကြာကောင်းတယ်ပေါ့တကယ်ဖြစ်နိုင်ကြည်ရှိပါတယ်ကျွန်တော်သတိကြီးသွားကိုထားရမယ်ဆိုတော့ခြေကံကြာတော့တော့အဆောက်အုံပဲပေါ့နော်အဆောက်အုံဒီခိုင်ကမှုလို့တယ်အဆောက်အုံကခိုင်ကလားမခိုင်ကလားဆိုတာကိုကျွန်တော်နီးလန်းလေးတွေရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုပြီးသူစရာခဲ့ဆိုရင်တော့ကျွန်တော်တွေ့ခဲ့တာအဘကံပေါ့နော် insurance လေးပေါ့နော် အင်ဂျူရာရှိပါအိမ်ကိုကားမယ်ပေါ့နော်ဝင်မယ်ဆိုလို့ရှိရင်အင်ဂျူရာလုပ်ရတော့မယ်တက်ဆိုင်ရာအင်ဂျင်နီယာအဲလုပ်မယ်ဆိုရင်အင်ဂျူရာလုပ်ဖို့အတွက်ကတက်ဆိုင်ရာငလင်အင်ဂျင်နီယာတွေစောင့်အင်ဂျင်နီယာတွေစစ်ဆေးရမယ်ငလင်အမခန်လုပ်ဖို့ဆိုရင်ဘယ်လောက်ဒီခိုင်ခံ့လဲဆိုတော့သူစစ်ဆေးပြီးတော့အမခန်ထားပါတာလင်ဒီအိမ်ကိုလူတွေကနေမယ်ကားမယ်ဝင်မယ်ဆိုရင်ဒီနီလန်းနဲ့လုပ်လို့ရတယ်လို့မြင်တယ်ပေါ့ဒါအထူးဖြင့်တိုက်တွေမှာတိုက်ခန်းတွေမှာနေတဲ့လူတွေအတွက်ပေါ့နော်အဲ့လိုလုပ်လိုက်လို့ရှိရင်ဒါထိရောက်နိုင်ပြီးဒီဒီဖြစ်သွားမယ် အဲ့ဆိုရင်သူတို့ကဒီတိုင်းနေရင်ကိုယ့်ရင်ကိုကိုစစ်ဖို့ဆိုဝင်လေးတယ်အဲ့လိုအာမခံနဲ့လုပ်တဲ့အတွက်ကြောင့်ကုမ္ပဏီကစစ်မယ်ဆိုတော့သူတို့ကလက်ခံပါပေါ့နော်စစ်တဲ့အခါမှာလည်း insurance ကကြောပဲသူဖြစ်တဲ့အတွက်ကြောင့်စစ်တဲ့လူကိုစီကနေလက်ယူပြီးတော့လွတ်လပ်မှုနဲ့ pass ပေးပါမဟုတ်ဘူးတည်ကြတဲ့လူနဲ့ပဲစစ်ခိုင်းမယ်ပေါ့အဲ့ဆိုရင်အဆောက်အုံဒီခိုင်ခဲ့တဲ့အဆောက်အုံသူဖြစ်နေမှုတွေဒီကြောင်လုံးများတော့ရတယ်ပေါ့နော်တခါအဆောက်အုံပြီးတော့မှအဆောက်အုံထဲမှာနေတဲ့သူတွေက အသေးပွားတွေဖြစ်တဲ့ဒါပြုတ်ကြတာတွေပြက်ကြတာတွေကိုယ့်အိမ်မှာဖြစ်လာပြီဆိုရင်နိုင်ငံကြီးဒါကြီးပေါင်းဘဝနိုင်ငံကြီးအကတ်လိုက်ပြုတ်ကြတာတွေဒါတွေကိုကာဝယ်ဖို့အတွက်ကိုယ်တိုင်လည်းစဉ်းစားရမယ်အဲ့ကြရင်တော့ဟိုလက်ဒီစိတ်သွားပြီပေါ့ကိုယ်ကိုယ်တိုင်ကပိုကိုယ့်ပေါ်မှာပြုတ်ကြမယ်အဲကွန်းရှိလားမီးတိုင်းနေရှိလားဗီဒီယိုကြီးလေးနိုင်လားနိုင်ငံကြီးလဲသွားနိုင်သလားဒါတွေကိုကြည့်ပြီးတော့ပါဒါတွေကိုလည်းကြိုတင်မြင်စင်နေရမယ်အများအားကိုယ့်အိမ်ပါရေးကြိုရင်ဘလို့ဖြစ်မလဲဆိုကျွန်တော်တို့ကငငယ်လေးကအကျင့်ပါတော့တပိတ်ဆိုင်ထိုင်ရင်းနဲ့တော့ရောက်မှာ ဟိုမော့ကြည့်နေပေါ့နော်အရင်ရေးကြုံရင်ဘယ်နေရာပြုတ်ကြလာမလဲဆိုတာရေကိုယ်ပဲဥထွက်ပြရမလဲဆိုတာဟိုပေါ့ဒါကတတိလို့ခေါ်ပါတယ်ဒါဘုရားဟောအမဒိနာတမဒိဌာဆိုတာဘုရားအမြဲတမ်းဟောတဲ့ဟာဒါပဲတတိထားခြင်းဒီပဲတော့မမှားဘူးကြောက်တာမဟုတ်ဘူးဟလာကြောက်ကြောက်လန့်ထိတ်လန့်နေတာမဟုတ်ဘဲနဲ့ဒါကတတိကိုအမြဲထားတယ်ဆိုတဲ့သဘောပေါ့နော်ဟိုငလင်းတို့တော့မှန်တယ်မဟာပဒူကြီးမြေကြီးကလှုပ်တဲ့ခါမှာဆရာကြီးရှိဦးတော်ရဲ့ဘုဟုငလင်းစောင်းပါရရလို့ပေါ့နော် အသေးအမှန်ငယ်တယ်ဘလောက်တတိရှိရသူပဲဖြစ်ဖြစ်ဒုံလုံးခြောက်ချားကြတာပဲပေါ့နော် ကိုယ့်စီမှာ ਨੇ လောက်ပဲဖျားပဲခတ်တာဟိုမှာလှုပ်တဲ့လူဆိုဘလောက်များနေမလဲဆိုတော့စဉ်းစားတာကြည့်ပေါ့နော်အမှန်ကြောက်လန့်ပြီးတော့ shock ဖြစ်သွားတယ်ဘာလို့မှမသိအောင်ဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်လဲခံစားခံရတဲ့အခါမှာတတိထားတယ်ဒီတိုင်းလှုပ်နေကြတာတွေ့တယ်ပေါ့နော်အဲ့တော့လေကြောင်ကတော့မပြိုနိုင်ဘူးလို့ယုံကြည်ရတဲ့တန်ရာကိုပဲနောက်ပါပဲကြိုက်ပြီးတော့နေတယ်ပေါ့နော်ရက်ပြီးတော့နေတယ်အဲ့လိုနေခဲ့တယ်ပေါ့နော် အဲ့တော့ငလေးနဲ့ပတ်သက်တဲ့အရေးကြုံလာရင်ဆောင်းရံ၆ရက်နေဖြစ်ပါတယ်အဲ့လားအဓိကတော့ခေါင်းကိုကြွေထားရမယ်ခေါင်းကုံထားရမယ်ပြီးတော့တန်တရားဝှေ့ပြီးတော့နေရမယ်ပြပါနေအထဲကိုပြေးပွင့်တယ်အထဲမှာနေရတဲ့အပြေကိုပြေးမထွက်နဲ့ဘာလို့ထွက်တဲ့နေဒီနေ့နေရာတွေမှာကြီးတဲ့ဖြေကားတွေတကားကြီးပေါင်းနေရပုံပြီးပြုတ်ကြနိုင်ကြီးများလို့ပေါ့နော်ဥပမာနေပြီးတော့ဆိုရင်စောက်ထားတဲ့ကဒီဝင်တဲ့အရာတွေဆိုရင်ဝင်တဲ့အရာတွေကထပ်မြင့်ဒေတာတိုက်တွေငါးတာတိုက်တွေရဲ့ဂျားထဲမှာဆက်တဲ့တေကားတွေက အဲ့ဒီအောက်ကလေးကကျွန်တော်ပြောပါတယ်ဒီဒီကားတွေကအနေအကြီးဆုံးပဲငလင်းလို့ရင်ထွက်မပြေးနဲ့ဒီအထူးဖြင့်ဒီဒီကားတွေကထွက်မပြေးနဲ့ပေါ့နော်တခြားအရာထွက်ပြေးပြီးဒီဒီကားကိုလောကကြီးဆိုင်ဆိုတဲ့အတိုင်းပဲအခုလေအဲ့ဒီကားတွေပါပြီးပြူတာအများကြီးပဲတွေ့တယ်ဓာတ်ပုံတွေမှာတက်လာတဲ့အခါမှာဝန်ထမ်းအရာတွေကတော့ထိခိုက်တာလည်းတွေ့ရတယ်သူတို့တွေအတီပြောက်တွေကခုထိမတက်လာသေးတာလေရောဖုံးဖိထားတာတွေရောကြောင်းတာဖြစ်နေတာပေါ့တကယ်တော့နေပြည်တော်မှာတော့တည်ဆုံးကနေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ရန်ကုန်လည်းအလားတူပဲပို့ပြီးဆိုရင်နေရာတွေရှိတယ် ဘာကျွန်တော်ပြောတဲ့ insurance ပေါ့နော် risk transfer လို့ခေါ်တာပေါ့နော်ဘေးအနေကိုတွဲပြောင်းပေးလိုက်တဲ့နီလာမျိုးကအကောင်းပေါ်နဲ့နီလာပေါ့အစိုးရတရားဥချုပ်ဖို့အတွက်ကအစိုးရကနေဒါအိမ်တွေကိုလိုက်ဆက်မယ်ဆိုရင်တေချာပေါ့လက်ပြီးလက်ယူနေ corruption တွေဖြစ်မယ်ပေါ့နော်ဟိုအခုတော့ဟိုဒါကျွန်တော်2014 14 14ကထုတ်ခဲ့တဲ့ဒီ design ဖို့ကိုဒါနာဝီပြီးတာအဲဖွဲ့ဖွဲ့စည်းရဲ့ MMY မှာထုတ်ခဲ့တဲ့ design ဖို့ပြပါမှာလဲနောက်ဆုံးမှအဲ့ဒါရေးထားပါတယ်ဘာလဲဆိုတော့ corrupted ဖြစ်တဲ့ country စီ corrupted ဖြစ်တဲ့ government တွေမှာလက်ပို့ပြီးတော့ဒီဟာခံရတယ်ပေါ့နော်အခုတော့တိပြချသာမှုဆိုတာကဖြစ်တဲ့အစိုးရတော်မဟုတ်တော့ဘူးပေါ့နော်သူတို့ကိုယ်တိုင်ကကိုယ်တိုင်အဲ့လိုလူတွေကြီးပဲပေါင်းထားတဲ့နေရာဖြစ်နေတဲ့အခါကျတော့ပို့ပြီးအနေရတဲ့ကြီးပါတယ်ကျွန်တော်စိတ်ထဲပူစရာလည်းအမှန်တန်လည်းကောင်းတယ်ရန်ကုန်ဒီအမှန်တန်မှအစိုးရရတဲ့နေရာဖြစ်တော့ကျတော့ကိုယ်တော့သတိထားပြင်ဆင်သင့်တယ်လို့မြင်ပါတယ် โอเคโอเคဆရာအပေါ်မေးခွန်းတစ်ခုကတော့ကျွန်တော်တို့ဖြစ်သေးတာကိုသတိပေးရပိုင်ပါဆရာရေလက်ရှိမှာတော့ကျွန်တော်ထပ်မေးချင်တာတွေကမန္တလေးပေါ့ပေါ့ဆရာဒီမန္တလေးမှာထုတ်သွားတဲ့ကလေးရင်းမှာမန္တလေးတိုင်းညမြို့တွေတော်တော်များအခုကဒုက္ခဒုက္ခတွေနေပေါ့ဆရာကြောက်စေပွင့်တွင်စသဖြင့်အဲနောက်ဒီဘက်မှာဆိုပြီးဒီလိုပေါအောင်ဒီဘက်မှာပကိုးမှာဆိုလဲတောင်မူစသဖြင့်အများကြီးအများကြီးပေါ့ဆိုတော့ဒီငလေးလှုပ်သွားခဲ့ပြီးနောက်ထပ်နောက်ဆက်တွဲငလေးငလေးလေးလုံးမယ်လို့အနေထားရှိတယ်နောက်ထပ်ဖြစ်လာနိုင်တဲ့ မိုးရွာလာနိုင်တဲ့နေသားတွေရှိမယ်အဲခုနကပြောလို့အဆောက်အုံပြိုကျသွားတဲ့အတွက်နောက်ထပ်ချွတ်ချော်တိမ်မာပြီးတော့နောက်တစ်ခါထပ်ပြီးပြိုမယ့်အနေအထားမျိုးတွေတတိပိတ်ချက်တွေလည်းရှိနေတယ်ဆိုတော့လက်ရှိဘေးတင်နေပြီးသားဘေးအနေအဆုံနဲ့မှကြားရောက်နေပြီးသားဘေးကြုံနေစေဒေသကသူတွေအနေနဲ့လက်ရှိဒီဘက်ပိုင်းမတည်နေတဲ့ကာလာပိုင်းကာလာပိုင်းတွင်မှာဘလူးမြန်းဆရာဖြစ်စေနေတိုင်းတင်နေဆရာ အင်းအဲ့ဒါတော့ဖြေဖို့ခက်ခက်ခဲ့ပဲပေါ့နော်ဒါပြီးရတော့ဘီးတွေဖြစ်တိုင်းဖြစ်တိုင်းမှာအဲ့လိုခြေနေတွေရောက်လာပြီပေါ့နော်ဒါကြားကန်အနေထားပေါ့ခုကတော့မိုးရသည်မရောက်ခင်ဆိုတော့အချိန်တစ်လလောက်တော့ရသေးတယ်ပေါ့နော်ဒီချိန်မှာတော့ကိုယ့်အတွက်ရှေ့တာကောင်းကောင်းတော့ရမယ်လို့တော့မျှော်လင့်ရတာပေါ့နော်သူတို့တွေဒီခုနမူလနေကိုတော့ချက်ချင်းပြန်တက်နေဖို့တော့ကျွန်တော်တို့အားမပေးဘူးပေါ့တခြားစီးစစ်ပြီးစစ်ဆေးပြီးတော့မှအเจ้าနေအเจ้าနေဆိုတာလေအပေါ်ရအเจ้าလားအထဲဝင်နေတဲ့အเจ้าလားဆိုတော့တိုင်းတဲ့စနစ်တည်ရှိပါတယ် တို့ဒီရွာယူမှာရောက်ရှိနေတဲ့စောက်လွေအင်ဂျင်နီယာတွေမှာကိုပဲဒီလိုတိုင်းတာတဲ့စနစ်တွေရှိတဲ့ခါကျတော့တိုင်းထားပြီးတော့ဒီတဲ့မှာတခုအပေါ်မှာမမြင်ရရင်ပဲအောက်မှာအဲကြောင်ရှိနေရတယ်ရှိတတ်တယ်ပေါ့နော်အဲ့တော့မိုးရွာရင်လည်းပြူကြနိုင်တယ်ငလင်ငယ်ကြောင်လည်းပြူကြနိုင်တယ်ပေါ့အဲ့ဒါတွေကသတိထားမယ်အပိုင်းတွေဖြစ်နေတယ်အဲ့တော့ဒီလူတွေနေတဲ့ကတော့ခုနပြောတဲ့ဘီအန်နဲ့အကင်းဆုံးဖြစ်မဲ့နေရာကိုကိုယ်တိုင်လည်းရှားနိုင်တယ်လို့လည်းယုံကြည်တယ်ရှားလို့တွေ့ပါပါဘာလို့လဲဆိုတော့ဦးကြီးကြောင်နေတဲ့ချိုးတွေကောင်းတဲ့ဟာတွေရှိတယ် အဲ့လားဟိုတော့တကဇာတိကြောင်းတဲ့မှာလည်းကောင်းတဲ့အာရီလည်းရှိတယ်ပေါ့နော်နေတင်းတယ်လို့ထင်တယ်ခုချိန်မှာပေါ့နော်ပြည်ပချင်းပြီးတော့မှမိမိနေတဲ့နေရာဒီနေတင်းပြီလားရေလို့ရပြီလားဆိုတွက်ချပြီးမှပဲချွေတင်တယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဟိုအန်ဒီကဖိတ်ကောဝတ်တော့ဖိတ်ကောလို့ဖြစ်နေပဲပေါ့နော်အဲ့တော့ကျတော့တချို့ကတော့ဟိုအရန်ကြီးကြောက်ပြီးတော့ကောင်းမွန်တဲ့အာနေထွက်ပြေးလာပြီးတော့ထပ်လုံပါထပ်ကလေးကြီးတက်လုံပါဆိုလို့ဆိုတာမျိုးတော့အဲ့လိုတော့ပူပန်ကြာဖို့ပူပန်ဖို့အားပေးလိုပါတယ်ဘာလို့လဲဆိုတော့ ကိုဟိုမပြတ်တိပဲနဲ့ခံနေပြီးတော့တကယ်လည်းအเจ้าနေတယ်နေတယ်တုံတောင်နောက်နဲ့မပြိုနိုင်ဘူးဆိုတဲ့နေရာတွေမှာဆိုရင်တော့ပြန်နေတက်ပါတယ်ဟိုဒါကတော့တကယ်တမ်းကတော့ဒါကအစိုးရတရားကလိုအောင်ပဲဟာပေါ့နော်ကျွန်တော်တို့ကစိုးဝတင်ချုပ်နိုင်တဲ့နေမြီကအဲ့ဒီပဲခြံနေမဟုတ်နေတဲ့ခါကျတော့ဟုတ်သေးတဲ့ခါကျတော့ကိုကတော့ဆင်မှာတော့ကိုတိုင်းစီမံပေးဖို့တော့ခေးနေတယ်ဒါပေမဲ့နှီးမျိုးမျိုးနဲ့တော့ကျွန်တော်တို့စူးစမ်းနေတယ်စိုးဝနိုင်တဲ့နေရာတွေဖြစ်တဲ့ဘိုင်းနေရာတော့ ကျွန်တော်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ဖို့လည်းပြင်ဆင်ထားပါတယ်ဟိုရမုံငွေဗန်နာငွေရစကျွန်တော်ချထားပြီးတော့လုပ်ဖို့လည်းပြင်နေပါတယ်ဟုတ်ကဲ့ပါအဲကျွန်တော်တိုင်ပင်ခံရေးအခြေအနေကိုဆက်လို့ချင်းမှာဘယ်လိုမျိုးနောက်ဆုံးကြောင်းမိထားလဲဆရာသူတရင်စုံလုံးဝအဆန်းအောင်ပြောင်းနေလို့ကျွန်တော်တို့ကတော့ကြားပါတယ်အနေရမရှိဘူးလို့ပဲကြားပါတယ်ခုနောက်ဆုံးတီကြားတဲ့ဒီနေ့တီကြားတဲ့အချိန်ရတော့ဗောနော်ဒါပေမဲ့တရင်ကတော့အမျိုးမျိုးတွေထွက်နေတယ်ထွက်နေတယ်ဆိုတော့အနေရရှိတဲ့တရင်မဟုတ်ဘူးဒါပေမဲ့လည်း ဟိုတနည်းအားရွှေ့တာတယ်ရွှေ့တာရဲ့နေရာကတော့ကလင်းနဲ့ပတ်သက်ပြီးထိခိုက်တည်ရှိတယ်ဆိုတော့တရင်းမျိုးတွေလည်းကြားတော့ကြားနေတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်အတိပြုလို့မရဘူးပေါ့နော်ဒါပေမဲ့တက်တိုင်းနေရာအနည်းစားဆိုဖြစ်နိုင်တာကတော့သူဒီကြားမှာဆိုတာရှိတယ်လို့ပဲကျွန်တော်ကြားပါတယ်ဟုတ်ဆရာဒီဆရာကျွန်တော်မေးတဲ့အထက်ကဟိုဂျန်နေခဲ့တာနောက်ဆရာထပ်ပြီးပြည်သူတွေကိုပေါ့နော်ဒီပြည်သူတွေကိုဒီကာလမှာဆရာအနေနဲ့ထပ်ပြီးတော့ဟိုပြောချင်တာရှိလို့ရှင်တရင်စကားပါပေးပါအောင်ဆရာဟုတ်ကဲ့တိတ်တော့မကြံတော့ပါဘူးဟိုအဓိကတော့ ကျွန်တော်တို့ပြောနေကြတိုင်းပဲသဘောဘေးဆိုတာဒီကျွန်တော်ရှောင်လွှဲလို့မရဘူးဒါကိုကျူတင်ကာဝင်နိုင်တဲ့နီးလိုင်းနေတက်တောင်လုံနိုင်တဲ့နီးလိုင်းနေတော့ရှိရဲဒါတွေကိုကျွန်တော်တို့လုံနိုင်တော့လုတ်ခဲ့ပြီမယ်လေအခုပြည့်စုံလားဆိုမပြည့်စုံဘောနော်အကုန်လုံးသူပြင်းတော့ဒီလိုမျိုးဘောနော်တိုက်ပြီးကိုပြီးသူဘောပြီးမဆိုင်တဲ့သူတွေတယောက်မှရောက်တဲ့ချိန်မှာတော့ပို့ပြီးတော့စိုးတယ်ဘောနော်ကျွန်မဲကျွန်တော်တို့ပြည်သူကိုကျွန်တော်ယုံကြည်တယ်ပြည်သူတွေကပဲရွေးချယ်တင်ပြောက်ပြီးတော့ပြည်သူတွေရဲ့အစိုးရတွေဖန်တီးပေးခဲ့ဘူးကြီး အလားတူပဲဖြစ်လာတဲ့ဒုက္ခတွေကိုလည်းပြည်သူတွေကိုယ်တိုင်ပဲခြေဆိုင်ခဲ့ပြီးပြီခုဆိုးရွားတဲ့အနေဆိုးရွားတဲ့အဆိုးရွားလို့ပြောတဲ့အဆိုးရွားဖြစ်ရှင်နေတဲ့သူကိုလည်းသူတို့ကိုယ်တိုင်ပဲတော်လန်တိုက်ခိုက်ခဲ့ကြပြီးကျွန်တော်တို့ကသူတို့အတွက်ဝိုင်းပြီးတော့ထိပွားဝင်ကူညီပံ့ပိုးပေးတာပဲလုပ်နိုင်ခဲ့တာပေါ့နော်ကျွန်တော်တို့အဆိုးရွားဆိုတာကတကယ်တော့ပြည်သူကနေတာဆောက်ရခဲ့တာဖြစ်တယ်ပေါ့ပြည်သူရဲ့တော်လန်ရေးတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူတွေပါတော့စွမ်းမကားကြီးတယ်စိတ်ဓာတ်တွေလည်းရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအခက်အခဲကိုလည်းကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်ကြော်လာနိုင်မယ်လို့လည်းယုံကြည်တယ်။ဆက်ပြီးတော့ကျွန်တော်တို့ဟိုဆက်လည်းပြည်သူ့ရဲ့အားမံကိုကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူတွေပဲပေါ့နော်။ကျွန်တော်တို့လည်းဝိုင်းပြီးတော့တော့တော့လျှောက်ဖြစ်နေတဲ့နေရာအားလုံးကနေကူညီဖို့လည်းအစဉ်အသင်းနဲ့ရှိတယ်ဆက်လက်လုပ်နေတယ်ကျွန်တော်ချက်ချင်းဖြစ်ဖြစ်ချင်းဓာတ်ပိုင်းတွေမှာကျွန်တော်တို့အစိုးရအဖွဲ့နဲ့ရေးဖို့အစည်းအဝေးတွေခေါ်ပြီးတော့ချက်ချင်းမလုပ်မလဲဆိုတော့ချက်ချင်းနဲ့စဉ်းစားရဲစီမံနဲ့ဒါဒီနေ့ဆိုရဲတက်ဆိုင်ရာဒေတာတွေရဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ကျွန်တော်တို့ဒီစုံပြီးတော့ဆက်ပြီးတော့လုပ်ဖို့တွေလည်းရှိတယ်ကျွန်တော်တို့ရဲ့ တက်တယ်ပေါ့နော်ပြည်သူတွေကပေါက်ပွားလာတဲ့ဟိုကျွန်တော်တို့သားသမီးတွေကလည်းဟိုစကိုင်းတို့ဘာလို့ကမှသူအားလုံးကြာမြင်နေရပေါ့နော်ကဲသေးအကူညီနေကြတာတွေလက်တွေ့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်ယုံကြည်တယ်ပြည်သူကခက်ခဲပေါင်းများစွာကိုလည်းကြော်လွားခဲ့တာတစ်ချိန်ပြီးတစ်ချိန်ပေါ့နော်အခုလည်းနောက်ဆုံးတစ်ချိန်ထပ်တွေ့ရတဲ့ဟာဒီကျွန်တော်တို့အောင်မြအောင်လုပ်နိုင်မယ်လို့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်လို့လည်းယုံကြည်သလိုကျွန်တော်တို့မကြခင်မှာတော့ဤသူတွေတင်ပြောက်တဲ့သူတွေနဲ့အချို့တဲ့နိုင်ငံကိုဖြစ်လာရင် ဆက်ပြီးတော့ကျွန်တော်တို့နောက်တောင်ကြုံရမယ့်အခက်အခဲတွေကိုလည်းဆက်ပြီးတော့ရင်ဆိုင်နိုင်မယ်ပြန်ပြီးတော့ကောင်းပေါ်အောင်လည်းဘဝတွေကိုပြန်တည်ထောင်နိုင်မယ်တို့တဲ့ယုံကြည်တယ်လို့ပဲပြောချင်ပါတယ်